ားလုံးဝမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မိုးလီဝတ္တနဲ့သလားပေတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝတ္တခမ်းမချက်များကိုသေစိတ်တင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာအထူးမိုးလီဝတ္တအနေနဲ့ဖြစ်ပေါ်နေတဲ့မှုန်တိုင်းများရဲ့နောက်ဆုံးရသတင်းတွေများနဲ့မြန်မာနိုင်ငံပေါ်တက်ရောက်နိုင်တဲ့ရာသီဥတုအခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရယ်ခင်ဗျာပထမဆုံးမှုန်တိုင်းခမ်းမချက် ဆိုင်ကလုန်းမုန်တိုင်းစင်ညာနဲ့မော်တာဖြစ်ပေါ်ခြင်းအခြေအနေများကိုတင်ပြပေးပါမယ်ခင်ဗျာ။မုန်တိုင်းခံမှန်းချက်များအရဘင်္ဂလားပင်လယ်ော်နဲ့ပစိဖိတ်သမုဒ္ဒရာတို့မှာမုန်တိုင်းများဖြစ်ပေါ်နေတဲ့အခြေအနေကိုအောက်ပါတိုင်းတင်ပြအပ်ပါရခင်ဗျာ။ဘင်္ဂလားပင်လယ်ော်မှာမုန်တိုင်းများဆိုင်ကလုန်းမုန်တိုင်းစင်ညာဖြစ်ပေါ်လာခြင်းမော်လကာရေလက်ကြားမှာစတင်ခဲ့တဲ့စတုထမြောက်မုန်တိုင်းငယ် 04B ဟာယနေ့နေ့လယ်12:30မိနစ်အချိန်မှာဆိုင်ကလုန်းမုန်တိုင်းစင်ညာဖြစ်သူရောက်ရှိသွားပြီဖြစ်ပါတယ်။ဆိုင်ကလုန်းမုန်တာဖြစ်ပေါ်လာနိုင်မှု တိရိနေငါနိုင်ငံအနီးမှာလေဖျားနဲ့ရဝမ်း Invest 96W ဟာနောက်ရက်များမှာစိုက်ကလုံးမွန်သားအဖြစ်ရောက်ရှိလာနိုင်ပါတယ်။ရေမုန်တိုင်းဟာနိုဝင်ဘာလ30ရက်နေ့မှာအိန္ဒိယနိုင်ငံအရှေ့ပိုင်းချင်းတိုင်းကမ်းခြေကိုဝင်ရောက်သွားမယ်လို့ခန့်မှန်းရပါတယ်။တောင်တရုတ်ပင်လယ်မြေမှာတိုင်ဖွန်းမုန်တိုင်းကိုတိုညာဘက်တောင်တရုတ်ပင်လယ်မှာတိုင်ဖွန်းမုန်တိုင်းကြီးကိုတိုဟာမူလခန့်မှန်းထားတဲ့အတိုင်း BNN အောက်ပိုင်းမှာရှိတဲ့မဲခေါင်မြေဝန်းဒေသကိုဝင်ရောက်သွားမယ်လို့ခန့်မှန်းရပါတယ်။မုန်တိုင်းသုံးလုံးထိတပြိုင်တည်းဖြစ်ပေါ်နေတဲ့အတွက် ပင်လယ်ပြင်ခီးသွားများနဲ့ကန်ဟိုရန်နေပြည်သူများအချိန်နဲ့တပြေးညီတတိယများကိုစောင့်ကြည့်ပြီးတရိပ်ပြနေထိုင်ကြပါရန်အကြံပြုအပ်ပါရခင်ဗျာဆက်လက်ပြီးပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေထုမနီယမီသက်အခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာကပလီပင်လယ်ပြင်တောင်ပိုင်းမလကာရီလေကျမ်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာစိုက်ကလုန်းမုန်တိုင်းဆင်ရဖြစ်လာပြီးအင်ဒိုနီးရှားနိုင်ငံဆူမန္ဒရာကိုဖျက်ချော်ဝင်ရောက်ပြီးနောက်နိုဝင်ဘာလ26ရက်နေ့ညမှာအပြော့ပြက်ပြဲသွားတော့မှာဖြစ်ပါရကပလီပင်လယ်ပြင်တောင်ပိုင်းမလကာရီလေကျမ်းကစိုက်ကလုန်းမုန်တိုင်းဆင်ရဟာ စိုးရိမ်စရာမလိုတော့ကြောင်းတင်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ဘင်္ဂလားပြည်တော်အနောက်တောင်ပိုင်းသီရိလင်္ကာနိုင်ငံတောင်ပိုင်းမှာလေပြင်းနဲ့ရံဝန်96 B ဟာတိသာထင်ရှားသောလေပြင်းနဲ့ရံဝန်ဖြစ်နေပြီးထို့မှတစ်ဆင့်နောက်24နာရီတွင်မှုံတိုင်းငယ်အဖြစ်ပုံမှုအကောက်လာပြီးမြောက်အနောက်မြောက်ဘင်္ဂလားပြည်တော်အနောက်တောင်ပိုင်းစီသို့ဆက်လက်ရွေ့ရှားနိုင်ပါတယ်။တောင်တရုတ်ပြည်မှာလေပြင်းနဲ့ရံဝန်33 W ဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားလျက်ရှိပြီးဂျပန်နိုင်ငံမှာ ပေးတဲ့အလှည့်ကျနာမည်ကိုတိုဟုရရှိပြီးတဲ့နောက်အားကောင်းလာသော အပူပိုင်းမုံတိုင်းအဖြစ်ရှိနေပြီးအနောက်ဗီယက်နမ်ကမ်းခြေဘက်သို့ဆက်လက်ရွေ့ရှားရင်းယနေ့26ရက်နေ့ညမှာကတ်တဂိုရီ1တိုက်ဖွန်းမုံတိုင်းဖြစ်လာပါမယ်တိုက်ဖွန်းမုံတိုင်းကိုတိုဟာဒီဇင်ဘာလ1ရက်နေ့မှာဗီယက်နမ်ကမ်းခြေကိုဖျက်ချောင်ဝင်ရောက်ပြီးတဲ့နောက်မုံတိုင်းကျွန်းချံများဟာကမ်ဘောဒီးယားနိုင်ငံမှတဆင့်ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းဒီဆက်လက်ရွေ့ရှားနိုင်သော ECNWF model ကြိုတင်ခန့်မှန်းချက်များမှတွေ့ရပါတယ် ်ဘင်္ဂလားပင်လယ်ော်နဲ့တောင်တရုတ်ပင်လယ်ပြင်မှာမုန်တိုင်းများကြောင့်မြန်မာနိုင်ငံအပေါ်မြင်းသီးတက်ရောက်မှုမှရှိနိုင်မှာမဟုတ်ပဲကျိုးတင်ခံမှန်းချက်အရနိုဝင်ဘာလ28ရက်နေ့မှဒီဇင်ဘာလ3ရက်နေ့အထိမြန်မာနိုင်ငံမှာမိုးရွာနိုင်မဲ့အခြေအနေမရှိပါဘူးခင်ဗျာဆက်လက်ပြီးဒီကနေ့နောက်ဆုံးရရှိထားတဲ့မြေကြီးအခြေအနေနဲ့မြေကြီးချိန်ပမာဏများကိုပြောပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာယနေ့28ရက်စက်တလ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာကြရမြေကြီးအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ် မြေကြီးနားမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်3လမကန်ထက်ကျသွားပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ဟာ29.5ဒီဂရီဆယ်စီယံနဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့16.3ဒီဂရီဆယ်စီယံပဲဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြေဟာအစွန်းအရေမှ1100စင်တီမီတာသို့ရောက်ရှိရန်940စင်တီမီတာ32ပေနီနီကန်အလိုမှာရောက်ရှိနေပါတယ်။မြေကြီးအတက်ကြပုံမှန်အနေထားကမှရှိပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ERI မြစ်ထပ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါတယ်။ရဖန်ရန်က ERI မြစ်ဆုံထပ်ပိုင်းမှာ နေရာခွက်ရေမိုးရွာသွန်းခြင်းများဇက်တိုက်နှဲပါလာပြီးဖြစ်ပါရခင်ဗျာစကိုင်းနိုင်ဒေသကြီးအထပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့ AR မြင့်အထပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအနေငယ်သာရှိနေပါတယ် AR မြေရိုးတစ်လျှောက်နဲ့ချင်းတွင်းမြေရိုးတစ်လျှောက်မြေကန်းနီမြေနှိပ်ဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများ AR မြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားသောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ကန်းဒီမြို့မြေရာမနေ့ကညနေကနေ၁၂နာရီအတွင်းအနှဲငယ်ကထက်ကျသွားပါတယ်။မုံရွာမြို့မြေရာမနေ့ကညနေကနေ၁၂နာရီအတွင်းတလက်မကန်ထက်ကျသွားပါတယ်။ကန်းဒီဟုံးမလင်းဖောင်းပြေမော်လိုက်တို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝမင်းငယ်ကန်ဒီနဲ့မုံရွာမြို့တို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဆက်လက်ပြီးအရာရီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဗမော်ရွှေကူကတာထိကျိုက်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမှု ညာဦးပခုတ်ကူ6မွေးမှုမကွေးအောင်လံပြည်စိတ်သာဟိန္ဒရာနယ်ဇလုံမျိုးတို့ရဲ့မြင့်အများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အရာဝင်မြင့်မြင့်တက်မှုကို24နှစ်စောက်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာလျင်အချိန်နဲ့တပြည့်ညီတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာ။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နိုင်စင်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရ။မင်္ဂလာပင်လောအခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00ခွဲအချိန်တိုင်းထွာကြရ အင်ဒိုနီးရှားနိုင်ငံကမ်းခြေဒေသများကိုဖျက်ချော်ခဲ့သောဆိုင်ကလုန်းမုန်တိုင်းဆင်ရဟာအနောက်ဘက်သို့ရွေ့လျားခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဆက်လက်ဖျက်ချော်လျက်ရှိပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းဆင်ရဟာမြန်မာနိုင်ငံကော့တောင်းမြို့ရဲ့တောင်ဘက်ရေမိုင်၃၂၅မိုင်ခန့်မလေးရှားနိုင်ငံပီနန်မြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်၁၆၀ခန့်အင်ဒိုနီးရှားနိုင်ငံကူတာမကွာမြို့ရဲ့အရှိအရှိတောင်ဘက်ရေမိုင်၅၀ခန့်နဲ့အိန္ဒိယနိုင်ငံကာနီကိုဘာမြို့ရဲ့ အရှိတောင်ဘက်ရေမိုင်405မိုင်ခန့်အကွာပင်လယ်ပြင်ကိုဖိုးပြူနေပါတယ်။အဆိုပါဆိုင်ကလုံးမုန်တိုင်းဆန်ရဟာ29ရက်စက်တလ2025ရက်နေ့မှာအရှိဘက်သို့ပြန်ကွေ့လာကဆက်လက်ရွေးချနိုင်မယ်လို့ခန့်မှန်းရပါတယ်။ယနေ့မြန်မာစံတော်ချိန်18:30အချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိသောတိရိလင်္ကာနိုင်ငံအရှိတောင်ပိုင်းမှာဖြစ်ပေါ်နေသောအာကောင်သောလေပြင်းနှင့်ရံဝန်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါအာကောင်သောလေပြင်းနှင့်ရံဝန်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေးချပြီး နောက်24နာရီတွင်မှုန်တိုင်းငယ်ဖြစ်သူပုံမအားကောင်းလာနိုင်မယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်ော်အလယ်ပိုင်းမှာတိမ်သင့်သင့်ဖြစ်ထွန်းနေကကပ်ပလီပင်လယ်ပင်နဲ့ဂျန်ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထိခန့်မှန်းချက်ကတော့တနင်္လာတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုန်း60ဖြစ်ပါတယ်။နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ခရီးပြည်နယ်၊ချင်းပြည်နယ် ။ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအဖြစ်တာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထစ်တွေဖြစ်ထွန်းပါမယ်။ဒီကနေ့မိုးနဲ့ကြိမ်တိခံမှန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးကချင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုန်း60ဖြစ်ပါတယ်။နေပြီးတော့ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအဖြစ်တာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထစ်တွေဖြစ်ထွန်းပါမယ်။ဆလာဘီတိုင်းနေသားကြီးနဲ့ပြည်내မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ နေပြည်တော်မှာအများအပြားသားရပါမယ်ရန်ကုန်မြို့မှာတိမ်သိနေဖြစ်ထွန်းပါမယ်မန္တလေးမြို့မှာအများအပြားသားရပါမယ်ပဲခူးမြို့မှာအများအပြားသားရပါမယ်မကွေးမြို့မှာတိမ်သိနေဖြစ်ထွန်းပါမယ်ဟောင်းမလေးမြို့မှာတိမ်သိနေဖြစ်ထွန်းပါမယ်မုံရွာမြို့မှာအများအပြားသားရပါမယ်ပသိမ်မြို့မှာတိမ်သိနေဖြစ်ထွန်းပါမယ်တဝဲမြို့မှာတိမ်သိနေဖြစ်ထွန်းမိနေရကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်မြေကြီးသားမြို့မှာတိမ်သိနေဖြစ်ထွန်းမိနေရကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်လွိုင်ကော်မြို့မှာအများအပြားသားရပါမယ်ဖမ်းမြို့မှာတိမ်သိနေဖြစ်ထွန်းပါမယ်ဟာခါမြို့မှာအများအပြားသားရပါမယ် မော်လမြိုင်မြို့မှာတိုင်အစ်သစ်နှင့်ဖြစ်ထွန်းပါမယ်။စစ်တွေမြို့မှာတိုင်အစ်သစ်နှင့်ဖြစ်ထွန်းပါမယ်။လာရှိုးမြို့မှာအများအဖြစ်သားရပါမယ်။တောင်ကြီးမြို့မှာတိုင်အစ်သစ်နှင့်ဖြစ်ထွန်းပါမယ်။ကျိုင်းတုံမြို့မှာတိုင်အစ်သစ်နှင့်ဖြစ်ထွန်းပါမယ်ခင်ဗျာ။မြမပင်လေမြမမုံတမခွေမော်တနာရီကန်ရာတခြားနယ်ကန်လောပင်လေပင်တို့မှာရဖက်ရခမိုးသက်လေပင်များကြားရောက်ပြီးလှမ်းကြည့်ပါမယ်။မိုးသက်လေပင်ကြားစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကို35မှာဒီတက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမုံတမခွေမော်တယ်နေနိုင်ကောင်းတဲ့တခြားနိုင်ကမ်းလုံပင်လေပြင်းတို့မှာကိုးပင်မှာ၁၁ပေကန်ရှိနိုင်ပါတယ် မြမပင်လယ်ပြင်မှာလှိုင်းတင်းနေရှိပါမယ်။လှိုင်းပြင်မှာမြဝကျုံပေါ်ရခိုင်ကမ်းရိုးနဲ့တခြားနယ်ကမ်းလှပင်လယ်ပြင်တို့မှာငားပင်မှာခုနှစ်ပင်ခန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။နေပြီးတော့လည်းအနီးတစ်ဝိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့အများအဖြစ်သားရပါမယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့တိမ်သစ်နေဖြစ်ထွန်းပါမယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့အများအဖြစ်သားရပါမယ်။ နောက်ဆုံးအနေနဲ့မကွေးတိုင်းဒေသကြီးမှာနိုဝင်ဘာလ28ရက်နေ့မှဒီဇင်ဘာလ2ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေတုမငြိမ်သက်ဖို့အခြေအနေများကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမာလကာရေလည်ချမ်းမှာဖြစ်ပေါ်နေတဲ့မှုန်တိုင်းငယ်ဟာနောက်24နာရီအတွင်းအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာအားပုံမူကောင်းလာနိုင်ပါတယ်။ JTWC ထုတ်ပြန်ကြရရဆိုရင်တော့နိုဝင်ဘာလ26ရက်နေ့မနက်ပိုင်းမှာဆူမန်ဒရာကျွန်းအရှေ့မြောက်ပိုင်းကိုဝင်ရောက်သွားပြီးအပြော့ပြက်ပြက်သွားမှာဖြစ်ကြောင်းတွေ့ရပါတယ်။ ဘင်္ဂလားပင်လယ်အော် နောက်တောင်ပိုင်းသီရိလင်္ကာနိုင်ငံတောင်ပိုင်းမှလေပြင်းနဲ့ရံဝန်အား2024နှစ်အတွင်းတည်သာထင်ရှားသောလေပြင်းနဲ့ရံဝန်အဖြစ်သို့၎င်းထို့မှတစ်ဆင့်နောက်24နှစ်အတွင်းမြောက်နိုင်ငံအဆင့်သို့၎င်းပုံမအားကောင်းလာပြီးမြောက်အောင်မြောက်ဖက်သို့ရွေးချယ်နိုင်ပါတယ်တောင်တရုတ်ပင်လယ်မြေမှာလေပြင်းနဲ့ရံဝန် 33W ဟာအနောက်အနောက်မြောက်ဖက်သို့ဆက်လက်ရွေးချယ်လျက်ရှိပြီးဂျပန်နိုင်ငံမှအလှည့်ကျပေးတဲ့ကိုတိုဟုနာမည်ရရှိပြီးတဲ့နောက်နွေမာလာ26ရက်နေ့ညမှာအားကောင်းသောအပူပိုင်းမြောက်နိုင်ငံအဖြစ်သို့ပုံမအားကောင်းလာကား အနောက်ဘက် BNN ကမ်းခြေသို့ဆက်လက်ရွေ့ရှားနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးအတွင်းယခုတစ်ပတ်မှာရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်မကွေးတိုင်းဒေသကြီးအတွင်းမိုးရွာသွန်းနိုင်မဲ့အခြေအနေမရှိပါဘူးခင်ဗျာ။အပူချိန်လေတိုင်နှုန်းလေတုစုတိုင်းစမြေဒီလာစုတိုင်းစလေတုညဉ့်ညမ်းမှုအခြေအနေများမကွေးတိုင်းဒေသကြီးအတွင်းနိုဝင်ဘာလ26ရက်နေ့မှဒီဇင်ဘာလ2ရက်နေ့ထိအမြင့်ဆုံးနေ့အပူချိန်ဟာ30ဒီဂရီဆဲလ်စီယပ်နဲ့အနည်းဆုံးညအပူချိန်ဟာ73ဒီဂရီဆဲလ်စီယပ်ရှိနိုင်ကခန်းစားရမယ့်အပူချိန်ကတော့29ဒီဂရီဆဲလ်စီယပ်ထိရှိနိုင်ပါတယ်။ ကိုတိုင်းနေသာကြီးမြောင်ပိုင်းဂံကောမြို့မှာအမြင့်ဆုံးနေ့အပူချိန်26ဒီဂရီဆယ်စီယပ်နဲ့အနိုင်ဆုံးညအပူချိန်73ဒီဂရီဆယ်စီယပ်ရှိနိုင်ကခန်းစားရမယ့်အပူချိန်29ဒီဂရီဆယ်စီယပ်ထိရှိနိုင်ပါတယ်။မကွေးတိုင်းလယ်ပိုင်းမှာရေနံကျောင်းမြို့မှာအမြင့်ဆုံးနေ့အပူချိန်29ဒီဂရီဆယ်စီယပ်နဲ့အနိုင်ဆုံးညအပူချိန်73ဒီဂရီဆယ်စီယပ်ရှိနိုင်ကခန်းစားရမယ့်အပူချိန်31ဒီဂရီဆယ်စီယပ်ထိရှိနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးအတွင်းနေ့လယ်ဘက်၄ဒု30ရာခိုင်နှုန်းအထိကျဆင်းနိုင်ပြီး နန္ဒခေညနေညအချိန်ဒီမှာတော့80ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအတွင်းရှိပါမယ်။မကွေးတိုင်းဒေသကြီးရဲ့ဖျက်မြမြေစုလာဆူတိုင်းစာဟာမြေအောက်အနက်40စင်တီမီတာ16လက်မကမ်းမှာ22ရာခိုင်နှုန်းနဲ့မြေအောက်အနက်100စင်တီမီတာလက်မ40ကမ်းမှာ42ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။လေးတို့ညဉ့်ညမ်းမှုအညုံငိုင်း AQI ဟာ65ဝန်းကျင်သာရှိတဲ့အတွက်အနေရရှိနိုင်တဲ့အခြေအနေမဟုတ်ပါဘူးခင်ဗျာ။ယခုတစ်ပတ်တွင်မကွေးတိုင်းဒေသကြီးရဲ့နေ့စဉ်ဖျက်မြလေးတိုင်နှုန်းဟာတနအိုင်ကို9မိုင်မှ10မိုင်ခန့်ရှိနိုင်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။